ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအမျိုးသမီးအာဆာချန်ပီယံလိပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ရမယ် NSP ကလပ်အသင်းဟာနိုင်ငံခြားသားကစားသမားမခေါ်ယူဖို့ဆုံးဖြတ်လိုက်ပါပြီခင်ဗျာအစောပိုင်းက NSP ကလပ်အသင်းဟာအာဆာချန်ပီယံလိပြိုင်ပွဲကစားကနီးလာရင်နိုင်ငံခြားသားကစားသမားခေါ်ယူမှုတွေလုံလာနိုင်တယ်ဆိုပြီးသတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်အခုတော့ NSP ကလပ်အသင်းဘက်ကနိုင်ငံခြားသားကစားသမားမခေါ်ယူတော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့အတွက် သူတို့လက်ရှိစုစည်းထားတဲ့ကစားသမားတစ်ခုထားတာ9ဦးပေါ့လေဒီပြည်ရင်းကစားသမား9ဦးနဲ့အသင်းကိုဖွဲ့စည်းပြီးတော့ချန်ပီယံလိပြိုင်ပွဲကိုပါဝင်ရှင်မဲ့ကစားသွားဖို့ရှိနေပြီဖြစ်ပါတယ်ဟုတ်ကဲ့ပြည်ရင်းကနေ9ခုထားတဲ့ကစားသမားတစ်9ဦးကတော့ပြည်သက်တွေသိရှိပြီးသားလည်းဖြစ်ပါတယ်အစောပိုင်းကသူတို့၄ယောက်ခေါ်ထားတယ်ဖြူဖြူဝင်းစန်းတော်တော်ယွန်းရီလိုင်းနဲ့ဖြူဖွေးပြီးတော့နောက်ထပ်9ယောက်ထပ်ခေါ်တယ်နောက်ထပ်9ယောက်ထပ်ခေါ်လိုက်တဲ့ကစားသမားတစ်တွေကတော့ ဒါအေယာဝရီကလပ်ကဇွန်ရုပ်နဲ့တော့တော်ဝေကိုသူတို့ခေါ်လိုက်တယ်ပြီးတော့တစ္ဆာအမှန်ရကစားသမားတွေဖြစ်ကြတယ်ကိုသမားမျိုးများငယ်ညနိုခင်နဲ့ခင်မိုထွန်းတို့ကို SB ကခေါ်လိုက်တယ်ခင်ဗျဟုတ်ကဲ့ SB အမျိုးသမီးကလပ်အသင်းဟာကိုမြေကိုရေကိုကွင်းကိုပရိသတ်ရှင်းမောက်မှာအမျိုးသမီးအာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေကိုရှင်းမြန်ကစားမှာဖြစ်ပါတယ်အမျိုးသမီးအာရှချန်ပီယံလိတိုင်ပွဲမှာအုပ်စု၃ခုပါဝင်ပါတယ်အုပ်စု၃ခုမှာဒါတအုပ်စုမှာဆိုအသင်း၄သင်းစီပါဝင်တယ်ပေါ့လေ အဲ့အသင်း၄သင်းတဲ့ကတသင်းကအဲ့ဒီအုပ်စုကိုအင်ရှင်ဖြစ်လက်ခံကစားကုန်ရရှိတာဖြစ်ပါတယ် NSB မြို့သမီးသင်းပါဝင်တဲ့အုပ်စု C ကအာရှချန်ပီယံလိအုပ်စုဆင်ပွဲစဉ်အားလုံးကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပကုန်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာရန်ကုန်မြို့တုဝနာအားကစားကွင်းမှာနော်မာလာ၉ရက်နေ့ကနေနော်မာလာ၅ရက်အထိအမျိုးသမီးအာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေကို ရှင်မြန်ကစားသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုစားပြုအမျိုးသမီး ISB ကလပ်အသင်းရှင်ပန်ရမယ့်အသင်းတွေကိုကြီးလိုက်တဲ့အချိန်မှာသူကမြောက်ကိုရီးယားကလပ်နေကိုရန်ပါတယ်နောက်ပြီးတော့ဂျပန်ကလပ်ရိုဂျိုပါရီပီလီဇာပါတယ်တောင်ကိုရီးယားကလပ်ဆူဝွန်ပါတယ်ခင်ဗျအဲ့တော့အုပ်စုအနေထားအရ ISB မြို့သမီးကလပ်အသင်းဟာနောက်ဆင့်တက်ဖို့အတွက်ခက်ခဲနိုင်ပါတယ်ကွာတာဖိုင်နယ်ကိုတက်ချင်ရင်အကောင်းဆုံးအုပ်စုတတိယအသင်းစည်းရင်းဝင်အောင် ISB မြို့သမီးကလပ်အသင်းကြိုးစားပါလိမ့်မယ်ဟုတ်ကဲ့အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲမှာ အုပ်စုပထမနဲ့အုပ်စုဒုတိယရရှိတဲ့အသင်းတွေကကွာတာဖိုင်နယ်ကိုတိုက်ရိုက်တလန်ကိုရရှိမှာဖြစ်ပါတယ်။ဒီတော့အုပ်စုတတိယရရှိတဲ့အသင်း၃သင်းရှိတယ်။အဲ့ဒီ၃သင်းတွေကအကောင်းဆုံးအုပ်စုတတိယနှစ်သင်းကလည်းကွာတာဖိုင်နယ်တလန်ကွင်ကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာ။ SP မြို့သမီးကလပ်အသင်းတွေနဲ့ကိုမြေကိုရီကိုကွင်ကိုပရိသတ်ရှေ့မှာမှာဘလို့အစွမ်းပြကစားနိုင်နေမယ်ဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ကြရတော့မှာဖြစ်ပါတယ်။ကြည့်ရှုအပိရပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။